ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဝက်လက်မြို့နယ်အတွင်းကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်ဆက်တပ်ကဂျေးရွာ၁၂ရွာကိုမိရှို့ဖျက်ဆီးခဲ့ရာနေအိမ်ရာနဲ့ချီမီးလောင်ပြထားပြီးတော့ရွာပေါင်း၂၀ကျော်ကပြည်သူ၂၀၀၀ကျော်ဟာဘေးလွတ်ရာကိုတိတ်ဆောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ၁၃ရက်နေ့ကစတင်ပြီးတော့လက်ရှိချိန်ထိဝက်လက်မြို့နယ်အတွင်းအကြမ်းဖက်ဆက်တပ်ကစစ်ကြောင်း၃ကြောင်းထက်မနည်းဂျေးရွာများကိုဝင်ရောက်စီးနှင်မိရှို့နေခြင်းဖြစ်တယ်လို့သိရပါဗျ။ အဲ့ဒီအကြမ်းတ်စစ်ခွေးစစ်ကြောင်းများတဲ့မိရှုပ်ဖြက်စီးမှုကြောင့်လက်ရှိအချိန်မှာဝက်လံမြုံနယ်အတွင်းရွာတော်ကုန်းရွာတမန်ကုန်းရွာထုံးဖို့ရွာငူးကြီးရွာကရဲဦးရွာလာတော်ရွာရွှေကျင်ရွာခေါ်တော်ရွာစိုင်းနိုင်လေးရွာလိန်ပင်ရွာမြင်းတော်ရွာနဲ့ဥရဲကုန်းရွာတို့ကရာနဲ့ချီတဲ့နေအိမ်များပြီးလောင်ပြကြခဲ့ရတယ်လို့သိရပါတယ်။နိုဝင်ဘာလ6ရက်နေ့ကဝက်လံမြုံနယ်ငူးကြီးကျေးရွာကိုအကြမ်းတ်စစ်တပ်ကမိရှုပ်ဖြက်စီးခြင်းကြောင့် နေအိမ်အလုံး90ကျော်မိလောင်ပြကြခဲ့ရတယ်လို့သိရပါတယ်အလားတူပဲနိုဝင်ဘာလ17ရက်နေ့ကလည်းဝက်လက်မြို့နယ်လာတော့ရွာကိုအကြမ်းဖက်ဆက်တက်ကနှစ်နေရာခွဲပြီးတော့မိရှုဖျက်ဆီးခြင်းကြောင့်နေအိမ်အလုံး80ကျော်ပြကြခဲ့ရတယ်လို့သိရပါတယ် စစ်ခွေးတွေကဝက်လက်မြုပ်နယ်တဲကိုစစ်ကြောသုံးကြောလောက်နဲ့မီးရှို့နေတာပါစစ်ခွေးစစ်ကြောကအဲ့ဒီထက်လည်းများနိုင်ပါတယ်ကျွန်တော်တို့တီးရတဲ့လောက်မိအိမ်ပြစင်းမှုအရေးဘက်ကိုမူကြီးရွာမှာကအိမ်80ကျော်နဲ့တာတော်ရွာမှာကအိမ်80ကျော်မီးလောင်ပြကြသွားတယ်လို့သိရတယ်ပြည်သူတွေလည်းပြေးနေရတာတောင်းနဲ့ချီးတဲ့တော်တော်များများကရွာတဲကိုပြန်မဝင်နိုင်သေးဘူးလို့ဒေသခံပြည်သူတို့ကအတိအပြုပြောကြားထားပါတယ် ်လက်ရှိအချိန်မှာဝက်လက်မြို့နယ်အတွင်းမှာရှိတဲ့ရွာသားကြီးထုံးဘုံဒရဦးတမကုံရွာတော်ကုံဥရဲကုံအုပ်ဘုံကုံကြီးကန်တောင်ရွာမြောက်ရွာလာတော်လေဦးကြီးကိုနန်းကြီးကိုရွှေတာရေမတော်ကုတ်ကိုစုငှက်ပြောတော့တကောင်းတောင်ဂဒူးစတဲ့ရွာများအပါအဝင်အနီးနားမှာရှိတဲ့ကျေးရွာများက ပြည်သူအယောက်2000ကျော်ဟာလဲဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗါးဒါအပြင်အကြမ်းဖက်စစ်တပ်က အော်တိုဘားလ23ရက်နေ့ကနေနိုဗ ెంబ ာလ1ရက်နေ့အထိဂျိုင်ရိုကော်ပတာစစ်တပ်၄ထီးများဂျက်ဖိုက်တာများနဲ့အကြေရေ160ကျော်ဘုံးကျဲတိုက်ခိုက်မှုများပြုလုပ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ